ော့ညာကျွန်တော်ပြောသလိုပါနော်ကျွန်တော်တို့နေကားလို့ခေါ်တာပေါ့ကျွန်တော်ကောင်းလို့ညာတော့နော်ဟမ်အဲ့တော့ရှင်းပြကျွန်တော်တို့လောကမှာရိုက်လို့ရှင်မင်းသားချက်ချောလေးလည်းကြည့်ကြည့်မှာပဲလေနော်အဲ့ကျွန်တော်တို့ဆိုကျွန်တော်ဆိုရှင်းပြရင်ရမ်းထွက်တဲ့တိုင်မှာမပါဘူးကြည့်ပြောလို့လည်းပါတယ်အဲ့တော့ဘယ်လိုပုံလဲသူတို့ကြအပြုံးချူတယ်ကွာပြုံးလိုက်ပချိုင်လေးတွေပေါ်တယ်အဲ့အဲ့တော့အဲ့ပချိုင်လေးတွေနဲ့ဒီဂမ်ဘီယာကားကိုကြည့်နေတဲ့ပြည့်တက်တွေကိုဖန်ဆာလို့ရအောင်ပြည့်တက်တွေအနေနဲ့မျက်စိပြာနာဖြစ်အောင်လို့ဆက်ဆောင်လို့ရအောင်ဖက်ရိုက်တာ မတည်ဘူးမတည်လောမတည်ဆွဲဆောင်မှုရှိရဆိုတာကျွန်တော်တို့ကပြိသက်ကိုအဘဟုဒုတပေးခြင်းနဲ့ယတအသက်လေးတွေပေးခြင်းနဲ့ဆိုတာဆိုတော့ဒီဇလန်လေးဒီ story လေးတပုတ်မှာအဲကောင်းတဲ့အရာလေးတွေအများကြီးရလိမ့်မယ်လို့ခင်ပါတယ်အဲ့ဒါလေးပေးချင်တာအဓိကပါပဲဟုတ်အဲဒီဝိဇ္ဇာတိကွင်းထဲမှာယုံကိုဒီကလျာချင်းဆိုရဲမင်းကလေးနေရာနေပြီးတော့တွေ့မြင်ဖြစ်ပါတယ်သူ့ရဲ့မျက်နှာလေးက ျွန်တော်တို့ကိုကြည့်မယ်ဆိုလို့ရှိရင်အဓိကတော့ဟို agency ကောင်းတာပေါ့နော် agency ကတပ်ဖို့နေပို့တဲ့အခါမှာသူမျက်နှာတွေပို့တဲ့အခါကျတော့ agency အမှပြောတယ်အဲသူ့ရုပ်ကလေးကထိုင်းနဲ့လည်းတူတယ်ပြီးတော့ရိုက်လိုက်လို့ရှိရင် character ကိုထောက်လို့အဲ့ဒါလေးကိုမြင်တဲ့အခါကျတော့တကယ်လည်းသူ့ရုပ်ကလေးအလိုလေးပေါ့နော်။ဘာပြောကျွန်တော်ဇာတ်နဲ့ရမ်းလိုက်တယ်အဲအဲ့ဒီမှာ clear ထင်တာလဲဟိုနှစ်ဟောတဲ့ကောင်မလေး နှစ်ဟောတဲ့အခါမှာအဲ့လိုကြွေမင်းသမီးလေးလိုအရန်လာနေတယ်ဆိုပြီးတော့မှတစ်ပါလုံးကတင်စားထားတဲ့ကောင်းပါလေအဲ့ကြောင့်သူ့ရုပ်နဲ့ character လေးနဲ့လိုက်တဲ့အတွက်ကြောင့်မို့သူ့ကို production ကနေပြီးတော့မှကလန်လာပါခင်ဗျာဆိုတော့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ထောက်အောင်ဆန်းတော့ဘာကောင်းကြီးကိုချက်လိုက်တာဟုတ်ဘာဘီးလည်းမသိဘူးနော် တော့ကျွန်တော်ပြောသလိုပါနော်ကျွန်တော်တို့နေကားလို့ခေါ်တာပေါ့ကျွန်တော်ကကောင်းလို့ဆိုတော့နော်ဟမ်အဲ့တော့ဒီမှာကျွန်တော်တို့လောကမှာရိုက်လို့ရှင်မင်းသားချက်ချက်လေးလည်းကြည့်ကြည့်မှာပဲလေနော်အဲကျွန်တော်တို့ဆိုကျွန်တော်ဆိုရင်ရှင်းပြောရင်ရမ်းချောက်တဲ့မှာမပေါ့ကြည့်ပြောလို့လည်းပါတယ်အဲ့တော့ဘယ်လိုပုံလဲသူတို့ကအပြုံးချူတယ်ကွာပြုံးလိုက်ပချိုင်လေးတွေပေါ်တယ်အဲ့တော့အဲ့ပချိုင်လေးနဲ့ဒီဂမ်ဘီယာကားကိုကြည့်နေတဲ့ပြည့်သက်တွေကိုခန်းစားလို့ရအောင်ပြည့်သက်တွေအနေနဲ့မျက်စိပြာနာဖြစ်အောင်လို့ဆက်ဆောင်လို့ရအောင်ဖဲ့ရိုက်တာ မထင်ဘူးမထင်လောမထင်ဆက်ပါတယ်ဆက်ပါတယ်ဒီမှာရှိရတာဝိဇာတက်ကွင်းလို့ဝိဇာတက်ကွင်းလို့ပဲကွင်းလေးတွေကွင်းလေးဘယ်နောက်ကြောက်တိုင်းသူမေးတယ်လားမေးပြပြီးသွားတယ်မေးတယ်လားမေးပြပြီးသွားတယ်ဆွဲဆောင်မှုရှိရဆိုတာဒါကျွန်တော်တို့ကပြိတ္တက်ကို ဘဟုဒုတပေးခြင်းနဲ့ယတအသက်လေးတွေပေးခြင်းနဲ့ဆိုတာဆိုတော့ဒီဇလန်လေးဒီ story လေးတပုတ်မှာအဲကောင်းတဲ့အရာလေးတွေအများကြီးရလိမ့်မယ်လို့ထင်ပါတယ်အဲ့ဒါလေးပေးခြင်းတာအဓိကပါပဲဟုတ်အဓိကတော့ဘာပေါ့နော်ဘယ်ဘာသာမှမစူကြည့်လို့ရပါတယ်ကျွန်တော်ကလေယုံကြည်သူပဲဖြစ်ဖြစ်တခြားဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်အဓိကကိုယ်စိတ်ကောင်းနေဖို့ပဲဆိုတာ ကိုချင်းစာစိတ်ကလေးရှိရမယ်ပြီးတော့ဖြစ်တည်မှုဆိုမှာကံကံအကျိုးကိုယုံကြည်ပြီးတော့ကိုချင်းစာစိတ်လေးနဲ့တစ်ဖက်သူကိုနားလည်ပေးမယ်ဆိုရင်ဘယ်ပစ္စည်းပဲကိုယ့်လက်ထက်ကိုရောက်လာရောက်လာကိုကောင်းနေတယ်ကိုရှိကိုကောင်းတာပဲရောက်လာပါကိုကမကောင်းဘဲနဲ့တော့ကောင်းတာမျိုးတင်နေလို့ရမှာမဟုတ်ဘူးအဲ့ဒါလေးကိုဒီကားထဲမှာ message လာပါတယ် ကျွန်တော်တို့ဒီကလေးကိုစဉ်းစားတင်တဲ့အခါမှာလေစဉ်းစားလူကြီးကပြောတယ်အပြစ်မှာတကယ်ရှိခဲ့တဲ့အထောက်အထားကူကလေးနဲ့ပြပါလို့သူတို့ကပြောတယ်အဲ့တော့ကျွန်တော်မှရှိခဲ့တဲ့ကျုံရတဲ့ဖြစ်ရမှန်အထောက်အထားကူကလေးနဲ့ပြပြီးစဉ်းစားတင်ပြီးတော့ရိုက်တာအဲ့တော့ဒီကလေးကပြည့်သက်တွေအတွက်ကြည့်ရတာတကယ်ကိုဘယ်လိုခံရလဲအကျိုးကျေးဇူးရှိတဲ့ကားလေးတစ်ခါဖြစ်လာပါပါ ကျွန်တော်ကစပြီးတော့ဇာလံတွေတခုဖန်တီးပဲဆိုရဲအစတွေအဖက်ဖက်ကပြည်စုံပြီးထင်တော့မှကျွန်တော်တို့ကဖန်တီးတာပေါ့နော်ဒါပထမအချက်ပေါ့အဲ့တော့ပညာရှင်တွေထောက်ပြမယ်ဆိုရင်လည်းထောက်ပြစရာဟာခွင့်မရှိအောင်ကျွန်တော်တို့ကဇက်ကိုအစတွေပြင်ဆင်ထားတယ် script တွေရောဒီ dialogue တွေရအစကျွန်တော်တို့ကပြင်ဆင်ထားတယ်ပြီးတော့အမကုနကမေးသလိုပဲအဲဘာသာရေးကိုဒါအခြေခံပြီးတော့ရိုက်ထားတဲ့ကားဖြစ်တဲ့အတွက်အဲ ခုနအဖို့ပြောသလိုကန်ကန်ရေချိုးကျွန်တော်တို့ကောင်းမှုအတွက်ကိုပဲရည်ညွှန်းတယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်ဖို့အတွက်ကောင်းတာလုပ်ဖို့အတွက်ကိုပဲအစိုးကောင်းနေမျှပြီးတော့ villain တွေလည်းပါမယ်အမ်ကောင်းတဲ့အရာတွေလည်းပါမယ်အဲနောက်ဆုံးဆိုနောက်ဆုံးကျွန်တော်ဆိုရင်တာသနာဘောင်ထဲကိုဝင်သွားတယ်ဆိုတာ ठी ပါပါပါတယ်ဆိုတော့အမ်အကောင်းနေဘက်ကိုပဲမျှဦးလှည့်ပြီးတော့ကျွန်တော်ဖန်တီးပြတာပါ ကားကိုကန်းတန်းတဲ့အခါမှာပေါ့နော်ဒီကားထဲမှာညီမလေးကနတ်ဆရာအဲသူကကြတော့လေပညာရက်တစ်ခုပိုင်ဆိုင်တယ်သူကျွန်တော်လည်းပညာရက်တစ်ခုပိုင်ဆိုင်တယ်ဇက်သိန်းမှာအဲညီလေးကသူကဘာသာရေးပေါ့နော်သူကိုကြည့်ဖို့တက်ခါ ပါတယ်အဲ့ဒီဒီကိုသူကနည်း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 လုပ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ production ကနေပြီးတော့ဆက်ကြောင်ရွေးချယ်လိုက်တာအယမ်းမှန်ပါတယ်ဟောကျေးဇူးရမ်းတင်ပါတယ်ဆက်ပါဘောနော်အခုလည်းတလောက်လာနေတယ်အဲ့အဲ့အခုနကပြောရဲဘာသာရေးတွေနဲ့မဆိုင်ပါဘူးကျွန်တော်တို့က character တခုကိုကျွန်တော်တို့ကဖန်တီးမယ်တာဝန်ယူရဲဆိုတော့အဆုံးအထိကိုတာဝန်ယူရမယ်တာဝန်ကအမှုပညာသမားတိုင်းမှာရှိတယ်ဒါမှစစ်မှန်တဲ့အမှုပညာရှင်ဖြစ်မယ်ဆိုတော့ကျွန်တော်တို့က အခုမှမဟုတ်ဘူးအနုပညာတဲကိုစဝင်နေလုံးမယ်ဆိုကျွန်တော်တို့အဆုံးထိလုံးမယ်ဆိုရဲကောင်းတယ်မလုံဘူးဆိုလုံးဝမလုံဘူးလှည့်မဲ့ကြည့်ဘူးအဲ့ဒီထဲမှာပါတယ်အဲ့တော့ကျန်တဲ့အရာတွေထားလိုက်အောင်ဘာသာရေးတွေပါထားဒီထဲမှာလုံးဝမဲ့ဆိုတဲ့အရာတခုကိုကျွန်တော်အဆုံးထိလုံးတယ်ဒါပါပဲ ဟုတ်ကဲ့ပါကျွန်တော်တို့ကားလေးထွက်လာတဲ့အခါကျလို့ရှိရင်အားပေးပါဦးကျွန်တော်တို့မွန်တမတွေအကောင်းဆုံးလေးကျွန်တော်တို့စူးစမ်းထားပါတယ်ဟာကွမ်းမရှိစူးစမ်းထားတယ်တကယ်လို့များဇကားလေးထွက်လာတဲ့အခါပြည့်တက်တွေအကြိုက်တွေ့တယ်ဆိုလို့ရှိရင်အများကြီးအားပေးပါလို့ပြောချင်ပါတယ်ကျွန်တော်တို့အကောင်းဆုံးစူးစမ်းပါမယ်ကျွန်တော်မွန်တမတွေအကောင်းဆုံးစူးစမ်းပါမယ်ပေးတဲ့အတွက်အကောင်းဆုံးဖြစ်မဲ့ကားလေးတကားဖြစ်မဲ့လို့ယုံကြည်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါကျေးဇူးပါဗျာ